မြန်မာတနင်္ဂနွေလုံးစောင့်ဆန်းနေကြတဲ့မြန်မာနိုင်ငံရဲ့လာလာအကောင်ဆုံးဖိုက်တာလေးတွင်းလင်းထက်နဲ့ထိုင်းရဲ့မူထိုင်းလောကရဲ့တက်တန်ရဲ့ခဏဝင်ကြီးဘိုးတော်ကြီးစန်းအီတို့ရဲ့အပြန့်ပွဲကြီးဟာတောက်ကြနေညနေမှာပဲရောက်ရှိလို့လာပါပြီခင်ဗျာဒီပွဲဟာမြန်မာပြည်သက်တွေအတွက်စိတ်လှုပ်ရှားစရာအကောင်ဆုံးပွဲတစ်ပွဲဖြစ်လာမှာပါဒီပွဲမှာအဓိကပြောကြားရှိတာကတော့စန်းအီရဲ့သူ့ရဲ့အသက်ပါသူဟာအသက်53နှစ်အရွယ်ရှိပါပြီ သူ့ရဲ့ professional fighter တတ်တန်းက26နှစ်ရှိနေပါပြီ။ဘလောက်တောင်ဝါရင်လဲဆိုရင်သွေးလင်းထက်ရဲ့အသက်22နှစ်ထက်တောင်၄နှစ်ပိုကြီးနေတဲ့ professional တတ်တန်းကိုပိုင်ဆိုင်ထားတာပါ။စန်အီဟာ1998ခုနှစ်မှာ fighter ဘဝကိုစတင်ခဲ့တာဖြစ်ပြီးဝမ်ချမ်ပီယံရှစ်မှာ flyweight နဲ့ strawweight တန်းချမ်ပီယံဖြစ်နှစ်ကြိမ်တိတိရက်တိခဲ့ဖူးပါတယ်။အခြားရရှိထားတဲ့ချမ်ပီယံကပတ်တွေကလည်းပြောမဆိုးနိုင်အောင်များပြားလှပါတယ်။ ဒါဟာသူ့မှာရှိနေတဲ့အတွေ့အကြုံမိပြုခါအပြောင်းလဲလုံနိုင်စွမ်းနဲ့ပညာပိုင်းဆိုင်ရာအတချက်တွေရဲ့တက်တည်ပါပဲသူကပွဲတပွဲရဲ့အခြေအနေကိုသုံးသပ်ပြီးလိုအပ်တဲ့မိပြုခါကိုချက်ချင်းပြောင်းလဲအသုံးပြုနိုင်တဲ့ထိတ်တန့် fighter တူပါဒါပေမဲ့ဒီလိုဝိုင်းရင်ချန်ပီယံကြီးမှာအတချက်တွေရှိသလိုအာနယ်ချက်တွေလည်းရှိနေတာကိုမြင်တွေ့ရမှာပါသူတစ်ဖြစ်အသက်53နှစ်ဆိုတဲ့အရွယ်ဟာ fighter တယောက်ရဲ့အကောင်လုံးအချိန်ကာလလုံးဝမဟုတ်တော့ပါဘူးတက်လုံပိုင်းကြက်ခံမှုပိုင်းတို့မှာ လူငယ်တက်ကိုအပြည့်အဝရှင်ပြန်နိုင်စွမ်းရှိမှာမဟုတ်ပါဘူးပထမရှိပြီးသားပြီဆိုတာနဲ့ပါဝါအပြည့်အဝထုတ်နိုင်စွမ်းစက်စင်းတော့မှတေချာတော့ပါပဲစံအေရဲ့နောက်ဆုံး၄ပွဲမှာ၂ပွဲရှုံးတိုင်းမှတ်တမ်းကလည်းဒီချက်ကိုထောက်ပြနေပါတယ်အကယ်၍စံအေအီဟာအသက်33နှစ်သာရှိသေးမယ်ဆိုရင်ပွဲလင်းထက်အတွက်တကယ့်ကိုမလွယ်တဲ့ပွဲဖြစ်ပေမဲ့ခုလိုအသက်53နှစ်ဖြစ်နေတာကပွဲလင်းထက်အတွက်ပွင့်ရခုပါပဲဒီလိုအခွင့်အရေးကိုအရယူမဲ့ မြမပုံစံဖိုက်တာလေးတွင်းလင်းထက်ဟာခုမှတက်22နှစ်သာရှိသေးပြီ One Friday Fight မှာ နောက်ဆုံး၄ဘွဲ့စတိုက်နိုင်ပွဲရရှိထားပါတယ်ဒီ၄ဘွဲ့မှာအလဲထိုးနဲ့အနိုင်ယူဆတာတွေလည်းပါဝင်ပါတယ်သူ့ရဲ့အရှင်ဝါကတက်တထက်တက်နေပြီမြမလက်ဝိတ်လောကရဲ့အနာကအားထားရမယ်ကျေပွင့်တပွင့်အဖြစ်သတ်မှတ်ခံရပါတယ်တွင်းလင်းထက်မှာသူ့ရဲ့ငယ်ရွယ်တဲ့တက်လုံးမစုံမနစ်တဲ့စက်ခံမှုအပြင်အရေးကြီးဆုံးတစ်ခုကတော့ Fight and Chew ကောင်းချင်းပါပဲ ဝိုင်းဖိုက်တာကြီးတွေကတော့သွေးလင်းထက်ရဲ့ပွဲကိုဖက်နိုင်စွမ်းနဲ့ငံအုံပြုတ်တက်ခိုက်နိုင်စွမ်းကိုချီချူထားကြတာကိုတွေ့ရပါတယ်။ဒါဟာအတွေ့အကြုံနေပါမှုကိုအတုနိုင်တဲ့သူ့ရဲ့အာသာချက်တစ်ခုပါ။ဒီလိုအာသာချက်တွေအာဏာချက်တွေကိုနှိုင်းရှင်သုံးသပ်ကြည့်မယ်ဆိုရင်သွေးလင်းထက်ဟာဝိုင်းဆိုင်အေကိုဝမ်းမြူပြီးဒေါ်လာ3000နဲ့စာချုပ်ကြီးကိုတိမ်ပိုက်ရယူနိုင်လိမ့်မယ်လို့ယုံကြည်မိပါတယ်။ဒါဟာပြန်ဘက်ကိုလုံးဝအထည်သေးတာမဟုတ်ပါဘူး။ တွင်းလင်းထက်အနေနဲ့ပြိုင်ဘက်ကိုလုံးဝသတိမလစ်ပဲအကောင်းဆုံးနည်းပြဟာတွေနဲ့သာရှင်မြိုင်ဖို့ကရည်ကြည့်ပါတယ်ဒီရက်ပိုင်းထိုင်းနိုင်ငံကိုစော်စုစရာရောက်လာပြီးလူအပ်တဲ့ပြင်ဆင်မှုတွေရည်ချင်မှုတွေကိုပြင်းထန်ပြုလုပ်နေတဲ့တွင်းလင်းထက်ဟာဒီပွဲအတွက်ပြေဝအသိပြင်ထားပြီဆိုတာသိကြပါတယ်ဒီနေ့မှဆိုရင် Thai Fighter တဦးကတောင်ပွဲမှာနိုင်စေဖို့အတွက်အဆောင်ပေးရသွားတာကိုတွေ့ရပါတယ်ဒါဟာသူ့ရဲ့ကြိုးစားအထောက်မှုနဲ့စိတ်သက်ကိုအတိမတ်ပြုတဲ့သဘောပါ ျွန်တော်တို့ပြည်သက်တွေအနေနဲ့သွေးနှင်းထက်ကိုပြည့်ဝယုံကြည်ပါတယ်။သူလွတ်ပြတ်လိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီကောင်းစဉ်မှာသွေးနှင်းထက်နိုင်ပြီလို့ခံခိုင်မှမှာတက်ရဲတာကလည်း၎င်းမဟုတ်ပါဘူး။ဒါဟာကျွန်တော်တို့ရဲ့နမိတ်ဖက်ပေးခြင်းသာဖြစ်ပါတယ်။လာမယ့်တောက်ကြည1 Friday 5 126မှာမြမကုံကိုနှစ်တင်ပေးမယ်သွေးနှင်းထက်ရဲ့နိုင်ပွဲသတင်းကိုစောင့်မျှော်ရင်းအပိကြပါစို့သွေးနှင်းထက်အောင်ပွဲရပါစေ။